၄ရက်၅၄ရက်၅နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရမယ်ဆိုရင် Johnny 2 The Mysterious Iceland ဆိုတဲ့ရုပ်ရှင်ကားထဲမှာလည်း mention လုပ်ထားတယ် Hollywood ကားထဲမှာလည်းအများကြီး mention လုပ်ထားတာရှိတယ်ကျွန်တော်တို့ဒီ၄ရက်၅နဲ့ပတ်သက်ပြီးကျွန်တော်ထင်နေကြတာက၄ရက်၈စွမ်းရည်ထုတ်နိုင်တဲ့၅မျိုးတွေကတစ်ခုပဲရှိတယ်ဆိုပြီးထင်နေကြတာအမှန်တကယ်တော့မဟုတ်ဘူး၄ရက်၈စွမ်းရည်ထုတ်နိုင်တဲ့၅မျိုးပေါ့၅ခုရှိတယ်ဘာရည်လဲဆိုတော့အရှင်းပြမယ် Welcome to my channel Milky Vision တကစား fish ကျဲကြီးငါလို့လဲခေါ်လို့ရတယ်။ तू ကရေအောက်ထဲမှာရှိတဲ့တဲရဲ့အောက်မှာ तू ကပုန်းနေပြီးတော့မှ तू ကအစာ hunting လုပ်တယ်။ဒီငါးရဲ့ဆိုက်ကကျတော့40ရနေပြီးတော့60စင်တီမီတာအထိယူ तू ကရှိတယ်။ तू ရဲ့တက်တန်းကကျတော့ငါးနှစ်ကနေ9နှစ်ရှိတယ်။ तू ရဲ့ electricity voltage ကဘယ်လောက်ရှိလဲမေးရဆိုရင်1 voltage ရှိတယ်။1 voltage ကို तू ကအသုံးပြုပြီးတော့ तू ထက်သေးငယ်တဲ့အစာတွေကို तू ကစားလိမ့်ရှိတယ်။ तू ကဘေးနေရာမှာရှိလဲမေးရဆိုရင်ဂျပန်ပင်လယ်မှာရှိတယ်။ ်ဩစတြေးလျပင်လယ်မှာရှိတယ်အဲ့ဒီပင်လယ်ဘက်ဒီမှာဒီလိုမျိုးငါးတွေအများကြီးတွေ့ရလိမ့်မယ်နံပါတ်1 elephant noise fish mormer rice လို့လည်းသူ့ကိုခေါ်တယ် layer six swan အင်းမမြအောင်ဆိုပေမဲ့ तू ဟာလမ်းရှာတဲ့နေရာမှာ तू ဟာအသုံးပြုတယ် तू သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ electricity ကို तू ဘေးနားကိုသွားရမလဲဆိုတဲ့ဥစ္စာကို तू ဟာအဲ့ဒီ electricity ကို radar အဖြစ် तू ဟာအသုံးပြုပြီးတော့သွားလေသွားတာရှိတယ်အခုဒီလိုမျိုးငါးတွေညာကျွန်တော်တို့ဒီလိုမျိုး layer six ရှိတဲ့ လက်စစ်စွားရင်ထုံးနိုင်တဲ့ငါးတွေရကြတော့ဒီ elephant noise fish ဆိုတဲ့ဒီငါးကကြတော့သူကဒီမှာတကောင်ရှိတယ်ဗျာနောက်ထပ်ဒီ1 km အဝေးလာမှာနောက်တကောင်ရှိတယ်ဆိုရင်အဲ့လိုမျိုးသူက connection လုပ်နိုင်တယ်သူတို့အချင်းချင်းမှာရှိရဲ့ layer စ် radar နဲ့သူတို့ကအချင်းချင်း connection လုပ်ပြီးတော့မှအဲ့ဒီနေရာဦးတည်ပြီးသူတို့ကတွားနိုင်တယ်ဒီငါးရဲ့အရွယ်စာက20 cm ကနေပြီးတော့25 cm ရရှိတယ်သူ့ရဲ့အသက်ကကြတော့6နှစ်ကနေ10နှစ်ထိနေနိုင်တယ်သူ့ရဲ့ voltage က electricity voltage က 1နေပြီးတော့3 voltage တွေကိုသူကရှိတယ်။သူ့ကိုဘေးနေရာမှာတွေးလို့ရမလို့မေးရဆိုရင်သူကအာဖရိကတက်တော့မြစ်တွေထဲမှာသူ့ကိုတွေးလို့ရမယ်။နံပါတ်3 electric ray လေဆိပ်ဖလားက torpedo ray လို့လည်းသူ့ကိုခေါ်တယ်။ဒီ9ကပင်လယ်ထဲမှာမိုးရွာတဲ့အပိုင်းတွေမှာသူ့ကိုအများဆုံးတွေးရလိမ့်မယ်ဗျာ။သူ့ရဲ့အရှည်လျားကကြတော့1မီတာရှိတယ်25 kg ရှိတယ်။ပြီးတော့သူ့ရဲ့တန်တန်းကကြတော့20ရနေပြီးတော့နှစ်30တိနေနိုင်တယ်။သူ့ရဲ့ voltage က220 voltage တောင်သူကထုတ်နိုင်တယ်။ အရှိတောင်အာရှပင်လယ်ဘက်ဒီမှာ Atlantic နေရာဘက်ဒီမှာသူ့ကိုအများဆုံးတွေ့ရလိမ့်မယ်ဗျာ220 voltage ဆိုတာကကျွန်တော်ဒီအိမ်သုံးတဲ့မီလျက်စ် voltage နေပါလောက်ကိုရောက်နေပြီလူသာအဲ့ဒီ voltage ကိုထိပါပြီဆိုရင်တတိပါလက်နိုင်တဲ့အချိန်တွေမှာရှိနောက်တစ်ခုကဘာလို့မြင်ဆိုရင် electric catfish လျက်စ်ကြာငါနံပါတ်၄ခုမြောက်ပေါ့ तू ကအကောင်ကမကြည့်ဘူးဗျာအရင်အကောင်မကြည့်ဒါပေမဲ့ तू အင်ရလည်းပြင်းတယ်သူ့ရဲ့ အရှိလျားကကြတော့1မီတာအထိရှိတယ်သူ့ရဲ့အသက်ကကြတော့10နှစ်ကနေ10နှစ်တိသူနေနိုင်တယ်300 voltage ကနေပြီးတော့မှ450 voltage တိကိုသူကထုတ်နိုင်တယ်အိမ်3မီတာကိုသူကများနေပြီဗျအိမ်3မီတာမှာ240 voltage ပဲရှိတယ်သူကအိမ်3မီတာကိုသူကအများကြီးထုတ်နိုင်တယ်သူ့ကကြတော့အာဖရိကဘက်မှာရှိတဲ့မြစ်တွေမှာသူ့ကိုတွေ့လို့ရတယ်နံပါတ်5 electric eels lesson 5ဒီငါးကရှိသည်မြငါးတွေထဲမှာ voltage အများဆုံးငါးပဲလို့ပြောလို့ရတယ်။သူက ကျွန်တော်တို့တာမန်ငါလို့လျက်စစ်တာမန်ငါလို့ပြောတာထက် तू က kind fish မျိုးတွေကနေ तू ကစဉ်သက်လာတာပဲဖြစ်တယ်။တာမန်ငါအထက် तू ကနည်းနည်းလေးပိုတယ်။ပြီးတော့သူ့ရဲ့အရှိလျာကျွန်တော်1မီတာ20ကေဂျီတောင်သူကလေးတယ်1မီတာတော့ရှေ့1မီတာဆိုတာပြရကျူလူရက်တရက်စာတော့ဟိုမှာကြော်နေပြီဗျာပြီးတော့15နှစ်ကနေပြီးတော့မှ22နှစ်ထီကိုသူကအသက်ရှင်နိုင်တယ်သူရဲ့ voltage က600ကနေပြီးတော့800ထီကို voltage ကထုတ်နိုင်တယ်800ဆိုရ voltage ကလည်းနည်းနည်းတော့ voltage မဟုတ် ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုစီးကူးလိုက်ပြီဆိုရင်ဒါအသက်မှာပြောင်းနေခြင်းရှိတယ်ကျွန်တော်နောက်ထပ်ဒီ၅မျိုးစောက်ကိုဘယ်မှာတွေ့လို့ရလဲမေးရဆိုရင်တောင်မေးတော့ပါရှိတယ်အမေဇွန်တောင်းမှာတွေ့လို့ရတယ်အရီနိုကိုဘတ်တီမှာလည်းတွေ့လို့ရတယ်ဒီ၅မျိုးစောက်၅ခုထဲမှာဒီလျက်စစ်က electric eel ဆိုတဲ့ငါးနဲ့ elephant noise fish ဆိုတဲ့ငါးနဲ့ဒီငါးမျိုးတွေရကြတော့သူတို့မှာ mini radar တွေပါတယ် electricity နဲ့တို့က radar အဖြစ်အသုံးပြုပြီးတော့ပါတို့ရဲ့မျိုးနွယ်တွေကတခြားဘီနေရာတွေမှာရှိလဲဘီနေရာ distance block distance မှာရှိလဲဆိုပြီးတို့က UTV သွားနိုင်တယ် communication လုပ်နိုင်တယ်နောက်ဆုံးကျွန်တော်ပြောရတဲ့ဒီ electric e ဆိုတဲ့ဒီငါးကကြတော့ तू อ่ะပုံမှန် तू อ่ะตွာလာလောက်တဲ့လမ်းရှာတယ်ဆိုရင် तू ခန္ဓာကိုယ်မှာထွက်လာက100ကနေပြီးတော့200 voltage ရှိထွက်တယ်ဒါပေမဲ့ तू အစာစားမယ် handling လုပ်မယ်ဆိုရင် तू อ่ะ300 voltage လောက်ကို तू อ่ะတုံးတယ် အကယ်လို့သူ့ကိုတိုက်ခိုက်ဖို့လာတယ်သူကရန်သူနဲ့တိုက်ခိုက်တော့မယ်ဆိုရင်600ကနေပြီးတော့800လေးကိုသူက voltage သုံးတယ်လူတယောက်ကလူတယောက်အရက်စာလောက်ရှိတယ်ဗျာ9မီတာဆိုတာအဲ့လောက်အရက်လောက်ရှိတယ်သူက6ပေလောက်ရှိတယ်6ပေအောင်ကြော့တယ်ဆိုတော့အဲ့လောက်အရက်ရှိတဲ့ငါဗျာကိုကိုလူကနေပြီးတော့အဲ့ငါရှိမှသွားပြီးတော့ကိုရကရသွားလောက်နေတေးကြတယ်ကိုတက်လိုက်ပြီးရေထဲမှာလေးကြွားသွားလောက်ပြီ Okay အခုတော်တော်များများခုနေရှိနေတော့ပြီဗျာဒီငါးတွေကဘာလို့လျက်စစ်စွမ်းရင်ထုံနိုင်တာလဲ သူတို့ကဒီ lens စွမ်းရောဘလို့ရတာလဲတူလောင်တာလားသူတို့ခန္ဓာကိုယ်က automatic ထွက်တာလားဘာလို့ရေထဲမှာရှိတဲ့ငါးပဲထုတ်နိုင်တာလဲလူသားတွေမှာတော့မရှိဘူးလားလူလည်းတက်ရှိပဲတခြား animal တွေရော lens စွမ်းရောမထုတ်နိုင်ဘူးလားဆိုတဲ့မေးခွန်းရောဖြေပေးသွားမယ်ကျွန်တော်တို့ကျွန်တော်တို့ပြောရရင်ဒီငါးတွေအကုန်လုံးပါသူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ atom တစ်လုံးရေးစီတိုင်းမှာ positive charge နဲ့ negative charge နဲ့သူတို့ကတခါတည်း activate ဖြစ်ပြီးသား ဒါသူတို့ရဲ့တဘာဝပေးတဲ့လက်ဆောင်လို့လည်းပြောလို့ရတယ်ဗျာကျွန်တော်တို့ကမ္ဘာမှာရှိတဲ့အရာဝတ္ထုအကုန်လုံးဟာ atom နေနဲ့ပဲဖွဲ့စည်းကြတာဒါပေမဲ့ကျွန်တော်လူသားတွေခန္ဓာကိုယ်ထဲမှာ electricity charge ကကြတော့မရှိဘူးငါးတွေထဲမှာတော့ရှိတယ်ကျွန်တော်အခုပြောတဲ့ဒီငါးငါးမျိုးထဲမှာတော့ရှိတယ်သူတို့က atom တစ်လုံးကြီးကြီးထဲမှာ အပေါင်းနဲ့အနုပ် positive charge နဲ့ negative charge ရှိတယ်။အဲ့ positive charge နဲ့ negative charge ကသူတို့ကဘယ်လိုမျိုးရှိရလဲလို့မေးတယ်ဆိုရင်သူတို့က battery တွေပြားထားလိုက်ပါတော့အခုဒီ12 volt နှလုံး battery ကိုကျွန်တော်ယူပြီးတော့အပေါင်းနဲ့နှုတ်ဆက်ပြီးတော့နောက်ထပ်တဲ့အပေါင်းနဲ့အနုပ်ကိုကျွန်တော်ထိုးတယ်ဆိုရင်အဲ့ဒါက24 volt ရတယ်။ ဒါက battery ရဲ့သဘောတရားပဲအဲ့လိုမျိုးပဲဒီငါးနေတွေမှာရှိတဲ့ atom တွေရာအဲ့လိုမျိုး electric charge တွေအဲ့လိုပေါင်းစပ်ထားတဲ့ပုံမှာသူတို့က atom တစ်လုံးချင်းစီက voltage နဲ့ပြီးမဲ့ atom တွေရာငါးတကောင်ရဲ့အရေးစားတဲ့မှာ atom တွေရာသိန်းကိုတောင်းတဲ့ချိန်မျိုးရှိတဲ့ပုံမှာဒီအပေါင်းတို့အပေါင်းတို့ဆက်တဲ့ခါကျတော့အဲ့လိုမျိုး voltage တွေကများပြီးတော့မှ100လောက်ထိကိုထွက်နိုင်တဲ့ voltage တွေဖြစ်လာအောင်နောက်တစ်ခုကရေထဲမှာပဲဒီငားတွေက layer set တက်ကိုထုတ်နိုင်တာဘာလို့လဲလို့မေးတယ်ဆိုရင်ရေအားကြတော့ layer set စီးကုနိုင်လို့ layer set ကိုပြန့်ချေအောင်သူကကူးပြောင်းနိုင်လို့ကုန်းမှာကြတော့အဲ့ဒါကူးပြောင်းလို့မရအောင်ကျွန်တော်တို့ အခုတပန်တလေးမှာဗျာအခု6တော့ဟိုဖဏတ်မစီပဲနဲ့ကိုကဟိုတလိုက်နေတဲ့ကျိုးဖြစ်ဖြစ်ကိုင်းရတဲ့ဆိုရင်ကိုလည်းတလိုက်သွားမယ်ဒါပေမဲ့ plastic ကိုမှယက်ပြီးတော့အဲ့လိုမျိုးကိုင်းလဲဆိုရင်ဒါကျင်းုံလောက်ပဲခံစားရမယ်ဗျာဒါပေမဲ့တလိုက်သွားတာမျိုးမရှိဘူးကျွန်တော်ကိုယ်တိုင်တလိုက်ဘူးလားမေးရဆိုကျွန်တော်တလိုက်ဘူးတယ်တလိုက်တာကိုကျွန်တော်ဘလို့ခံစားလဲမေးရဆိုရင် तू ကတွန်းအားနဲ့ဆွဲရနှမျိုးရှိတယ်ဆွဲအားကိုကြတော့ဗျာတချို့တော့မြီးစရာတွေကဒီအဖျားနဲ့ဒီလိုစမ်းတယ်ကျွန်တော်ကဓလိုက်နေမဲ့မတိဖြစ်နေကျွန်တော်အဲ့တန်တိုင်းကိုဆိုတော့တွားကင်လိုက်တာ တိုင်းတဲ့ခါကျတော့သူလျက်စစ်ကဒီအဖျားအနေပြီးရောဒီလိုမျိုးခန္ဓာကိုယ်တွေဝယ်ကျွန်တော်ကျွန်တော်ခံစားရတာနော်ဒီလိုအဖျားအနေပြီးခန္ဓာကိုယ်အတွင်းနဲ့ဝင်ပြီးရောဒီဘက်တချမ်းကျွန်တော်လိုက်ပြီးသွားပြီအဲ့ဒီအချိန်မှာကျွန်တော်ညီမျိုးကျွန်တော်ညီရနေခလုတ်ပဲ့တဲ့ခါကျတော့မှကျွန်တော်ငြိမ်သွားတာပြီးတော့လက်တွေတအားကျင်သွားတယ်သူတော်တော်ခါလိုက်ရတယ်ဗျာဟိုတလိုက်တဲ့ဟိုအချိန်တွေတခုကကြုံမှုတဲ့ခါသာ share လုပ်ပေးတာပါโอเคအခုနောက်တစ်ခုမေးကောဘာလို့ငားတွေပဲ electricity ရှိတာလေကုန်းကနေတဲ့တတ္တဝါတွေရောမရှိဘူးလားဘာလို့တို့က something special တခုတို့ကဖြစ်နေတာလဲလို့မေးတယ်ဆိုရင်ကုန်းပေါ်မှာလည်း electricity ထုတ်နိုင်တဲ့ animals တွေရှိတယ်အဲ့ဒါသိရင်လည်းဆိုရင် now video မှာကျွန်တော်ရှင်းပြပေးမယ်ဒီ video မှာတော့ဒီ၅မျိုးဟာဒီ၅၅မျိုးဟာ latest ဆိုရင်ထုတ်နိုင်တဲ့နာမည်တွေသိသွားမယ်ထင်တယ်ဘိုးတို့တခုရမယ်လို့ကျွန်တော်မျှော်လင့်တယ်အားလုံးပဲ နောက်ပြီးဒီမှာဆုံကြရအောင် Milky Vision ကို TikTok မှာကြည့်နေရဆိုရင်တော့ follow လုပ်ခဲ့ပြီ YouTube ကနေကြည့်နေဆိုရင် subscribe လုပ်ခဲ့ပြီနောက်ဘာအကြောင်းတွေသိချင်လဲဆိုတော့လည်းကမန့်မှန်ခဲ့ပြီအားလုံးပဲ bye